အမေရိကန်မှာ911အဖြစ်ပြဖြစ်ပေါ်ပြီးရဲ့နောက်ပိုင်းမှာစပြီးတော့ FBI ကတကယ့်တရားခံကိုဆက်လက်ရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့အဓိကကြံစည်ရသူကတော့အိုဆာမာဘင်လာဒင်ဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာဤပညာများစွာကိုအသုံးပြုခဲ့ပေမဲ့သူ့ရဲ့တိကျတဲ့ဒီနေရာကိုရှာလို့မတွေ့ခဲ့ပါဘူး။2012ခုနှစ်မေလအစောပိုင်းမှာဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ကလက်ဝတ်စာတမ်းတစ်ခုရရှိပြီးရဲ့နောက်မှာတော့ သူ့ရဲ့တကယ်ပုံကိုတဲ့နေရာကိုနောက်ဆုံးမှဖော်ထုတ်နိုင်ခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံ အဘိုဒါဘတ်ဒေတာမှာအလွန်လျော့ဝက်စမ်းကြတဲ့မြင့်မားတဲ့နယံတွေရှိနေတဲ့နေအိမ်တစ်လုံးရှိပါတယ်။စုံစမ်းစစ်ဆေးရေးမှူးတွေကအဲ့ဒီအခြေအနေကိုတွားရောက်စုံစမ်းတဲ့ချိန်မှာတော့ထူးခြားတဲ့သတိကံပုံသဏ္ဍာန်အဆောက်အအုံကပတ်ဝန်းကျင်မှာရှိတဲ့အခြားအိမ်တွေနဲ့ထင်ရှားစွာကွဲပြားနေတာကိုတွေ့ရပါတယ်။အဆောက်အအုံရဲ့ခြံစည်းရိုးနယံအမြင့်က9.5မီတာ18ပေခန့်ရှိပြီးတော့အဲ့ဒီအဆောက်အအုံထဲကိုဝင်တော့မဲဆိုရင်အနည်းဆုံးလုံခြုံရေးတကားကိုနှစ်ထပ်ဖြတ်ကျော်ရပါတယ်။လျော့ဝက်လေကြောင်းရိုက်ကူးမှုတွေကိုအသုံးပြုပြီးစစ်ဆေးတဲ့ချိန်မှာတော့ ော့ဒီဆောက်အော်ရဲ့အတွင်းပိုင်းနေရာတွေကကျဲဝန်းပြီးတော့အမိုက်တွေကိုလည်းတီးတက်မီရှိုးတဲ့ကွင်းပြင်တစ်ခုလည်းရှိနေတာကိုတွေ့ရပါတယ်။ပတင်းပေါက်တွေကိုလည်းတေချာစွာပိတ်ဆို့ထားပြီးတော့လတဆောင်ကလည်းအမြင့်ပေ1.3မီတာခုနှစ်ပေခန့်ရှိပါတယ်။ဘဒူးမဆိုလတဆောင်မှာရက်ပြီးဆလစ်တောက်နေတော့မှအပြင်ဘက်ကလူတွေကချောင်းမြောင်းမြော့မမြင်နိုင်ပါဘူး။ဒီလိုတန်နေရဖြစ်ဖွယ်အခြေအနေအားလုံးကဒီနေရာကရိုးရိုးသားမဲ့လူနေအိမ်မဟုတ်ဘူးဆိုတာကိုဖော်ပြနေပါတယ်။ဒါပေမဲ့လုပ်ငန်းစဉ်တွေကိုအပြည့်အဝတေချာစေဖို့အတွက်စစ်ဖက်ကဒေသခံဆရာဝန်တယောက် ောက်ကိုရှာဖွေပြီးကာကွယ်ဆေးထုတ်ပေးမယ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အင်ရှင်ရဲ့ သွေးနမူနာကိုစုဆောင်းခဲ့ပါတယ်။ DNA စစ်ဆေးမှုတွေပြုလုပ်ပြီးရနောက်မှာတော့သူကဘင်လာဒင်ဖြစ်ကြောင်းတည်ပြုခဲ့ပါတယ်။ဒီထောက်လှမ်းရေးသတင်းကြောင့်မလို့ American သမ္မတ Obama အရန်ကိုစိတ်လှုပ်ရှားခဲ့ပါတယ်။2012ခုနှစ်မတ်လမှာသူကိုယ်တိုင်စစ်စင်ရေးအစည်းအဝေးကိုခေါ်ယူပြီးစစ်ဘက်ကိုအသေးစိတ်လှုပ်ဆောင်မဲ့အစီအစဉ်တွေကိုရေးဆွဲပြီးတော့အမိန့်ချခဲ့ပါတယ်။ဒီစစ်စင်ရေးရဲ့တင်ကေတာကတော့ Neptune Spear လို့ခေါ်တဲ့လှုပ်ရှားမှုပဲဖြစ်ပါတယ်။မနောက်2012ခုနှစ် Mela 2ရက်နေ့မနက်တနားီမှာ Black Hat လက်ရဟယနစီက Afghanistan မှာရှိတဲ့ဂျလာလာဘက်လေစိတ်ကနေပြန်တက်လာပြီးတော့ဘင်လာဒင်ကိုဖမ်းဆီးတပ်ဖြတ်မဲ့လက်ဝဆစ်စင်ရေးကိုတရားဝင်စတင်ခဲ့ပါတယ်။ဒီစစ်စင်ရေးကနိုင်ငံကိုဖျက်ချော်ပြီးလုပ်ရတဲ့စစ်စင်ရေးဖြစ်ပြီးတော့ကျွတ်တင်အကြောင်းကြားထားလို့ရှိရင်လက်ဝပေါက်ကျသွားမှကိုစိုးရိမ်ရပါတယ်။ဒါကြောင့်ပါကစ္စတန်ရဲ့ရေဒါတွေကမတွေ့ရှိနိုင်မှုအတွက်ရဟယင်းနှစ်စီးလုံးကိုလေရင်ဖြောက်နိုင်တဲ့အလွာတွေကိုအသုံးပြုခဲ့ပါတယ်။ညမှာတော့အကာအကွယ်နဲ့ရဟယင်းတွေကဘင်လာဒင်ရဲ့နေအိမ်ကိုအလင်းအမြန်ရောက်ရှိလာခဲ့ပါတယ်။ ပထမဆုံးရဟတ်ရင်ကအိမ်တကားဝရှိကိုပြန်တန်းပြီးတော့အဖွဲ့ဝင်၄ယောက်နဲ့ခွဲတကောင်ကိုချပေးခဲ့ပါဗျ။အဲ့ဒီနောက်အဖွဲ့ဝင်၅ယောက်ကိုအိမ်ခေါင်းမိုးဘော်ကိုချပေးပြီးအမြင့်တနေရာမှာနေရာယူစီပါဗျ။ဒုတိယရဟတ်ရင်ကတော့ခြံတွင်းကိုဆင်းသက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာမထင်မှတ်တဲ့မတော်တဆမှုဖြစ်ပွားခဲ့ပါဗျ။ရာဒီဥရုအခြေအနေကြောင့်ဆင်းသက်တဲ့အချိန်မှာအင်ဂျင်အပူချိန်ကလေပွေကိုဖြစ်ပေါ်စေပြီးရဟတ်ရင်ကဟန်ချက်ပြက်ပြီးမြေပြင်ပေါ်ကိုတိုက်ရိုက်ပြက်ကျခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲဘသူမှထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူး။အဲ့ဒီနောက်အထူးတပ်ဖွဲ့ဝင်တွေကအဆောက်အအုံတစ်ခုရဲ့မိခလုတ်တွေကိုချက်ချင်းဖြတ်တောက်ခဲ့ပါတယ်။အဲ့ဒီနောက်အစင်းမြင့်ညကြီးမှန်ဘလူးတွေကိုတက်ဆင်ပြီးတော့တေရွလွယ်ကူတဲ့ပောက်ကွဲပစ္စည်းတွေနဲ့တကားနှစ်ပေါက်လုံးကိုဖောက်ခွဲခဲ့ပါတယ်။ တပ်ဖွဲ့ဝင်များအလုံးကနိုင်ရန်ဘေးမှသတိထားပြီးတော့ရှေ့ကိုရွေ့လာခဲ့ကြတယ်ပထမဆုံးပြစ်ခတ်ရတဲ့လူကတော့ဘယ်လာတင်ရဲ့တန်တမန်အာမတ်ပဲဖြစ်ပါတယ်သူရဲ့ဇနီးတွေကတကားကိုဖွင့်ပြီးတော့ကလေးတွေလည်းအထက်မှရှိနေကြောင်းပြသခဲ့ပါတယ်တပ်ဖွဲ့ဝင်တွေကအပြစ်မဲ့လူတွေကိုပြစ်ခတ်ခြင်းမပြုဘဲသူတို့တွေကိုလင်မြန်စွာပြောင်းရွှေ့ပေးခဲ့ပါတယ်နောက်ဆုံးဒီအဖွဲ့ဝင်တွေရဲ့ရင်ဘတ်မှာတပ်ဆင်ထားတဲ့ HD ညကြီးကင်မရာကနေတဆင့် American Washington DC မြို့မှာရှိတဲ့အင်ဖြူတော်မှာအစ်မြက်ရရှိတွေကစောင့်ကြည့်ပြီးတော့ကိုယ်တိုင်ဦးဆောင်ညွှန်ကြားနေခဲ့ပါတယ် ဒီချိန်မှာဆီယအထူးအတဖက်ဝင်နေအများပြားကဗီလာတင်ပုံခုနေတဲ့အထက်ကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်။အချွေရနေကလည်းအထက်ကိုပြစ်တက်ပြီးတော့အကြောင်းကြားကြပါတယ်။အဖွဲ့ဝင်၃ဦးကအကွေ့နေရာမှာဗဟိုထိန်ချုပ်ရေးစခန်းရဲ့အမိန့်အရ အတင်းကနေခုခံတဲ့အကြံဖတ်သမားတွေကိုလည်းချက်ချင်းပြစ်တက်ခဲ့ပါတယ်။ဒီချိန်မှာဘင်လာဒင်ကသူ့ရဲ့ဇနီးနှစ်ယောက်စလုံးရဲ့နောက်မှာပုံအောင်နေပြီးတော့အမေရိကန်ရဲ့လက်စားချေလိုစိတ်ကိုမတားဆီးနိုင်ခဲ့ပါဘူး။တနတ်တန်တစ်ချက်နဲ့အတူဘင်လာဒင်မြေပေါ်ကိုလက်ချသွားပြီးအသက်ရှူရပ်တန့်သွားခဲ့ပါတယ်။အထူးတပ်ဖွဲ့ဝင်တွေကသတိကြီးစွာနဲ့ပဲနိပညာမျိုးစုံနဲ့တည်ဆောက်နေတဲ့လူကဘင်လာဒင်ဖြစ်ကြောင်းနောက်ဆုံးမှအတည်ပြုခဲ့ပါတယ်။ခေါင်းဆောင်က ဂျိုရူဖုန်းကိုယူပြီးတော့ဘလာဒင်တည်ဆောင်းတောက်ရဖြစ်ကြောင်းအင်ဖြူရထိချုပ်ရေးဌာနကိုအကြောင်းကြားခဲ့ပါတယ်။အဲ့နောက်တပ်ဖွဲ့ဝင်တွေကအင်တစ်ခုလုံးကိုရှာဖွေပြီးစာရွက်စာတမ်းအနေနဲ့ကွန်ပျူတာချက်လက်တွေအားလုံးကိုကူးယူယူဆောင်ပြီးတော့ဘလာဒင်ရဲ့ရုပ်လောင်းကိုအိတ်ထဲထည့်ပြီးယူဆောင်သွားခဲ့ပါတယ်။ပြန်မထွက်ခွာမီပါကစ္စတန်နိုင်ငံကဘလတ်ဟတ်ရဟတ်ရင်ရဲ့အစ်မြင့်ဤပညာကိုရယူသွားခြင်းမဖြစ်စေဖို့အတွက် ပျက်စီးနေတဲ့ရဟယင်ကိုလည်းချက်ချင်းဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။တရကြာမှာတော့မြောက်အာရေဗျပင်လယ်အနီးမှာဘလာဒီရဲ့ရုပ်လောင်းကိုစီးတပ်ဖွဲ့ဝင်တွေကပင်လယ်ထဲမှာပဲမြုပ်နှံခဲ့ပါတယ်။2012ခုနှစ်မလတရနေ့ည10:00နာရီမှာအမေရိကန်သမ္မတအိုဘားမားကဗလာဒင်အသက်ခံလိုက်ရပြီဖြစ်ကြောင်းကိုကဘာကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။ Neptune လှူရှာမှုလည်းဒီနေရာမှာပဲအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။